င်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းဝန်ကြီးချုပ်ဖဲထောင်နန်းရှင်နာဝတ်ပေါ်အယုံကြည်မရှိအဆိုကိုမတ်လ24ရက်နေ့ကနေစတင်ပြီးတော့လွှတ်တော်မှာဆွေးနွေးနေပါတယ်တောင်ကိုရီးယားဝန်ကြီးချုပ်ဟန်ဒက်ဆိုကိုယာယီသမရဖြစ်ပြန်လည်ခန့်အပ်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်လိုက်ပါတယ်ထရန့်ကကနေဒါကိုအမေရိကပိုင်လှုပ်ချင်နေတယ်လို့ရွေးကောက်ပွဲအချိန်ဆောကျင်းပဖို့ကြေညာချိန်မှာဝန်ကြီးချုပ်ကာနေကပြောကြားလိုက်ပါတယ် ထိုင်းဝန်ကြီးချုပ်ဖဲထောင်နှန်းရှင်နာဝက်ပေါ်အယုံကြည်မရှိအဆိုကိုမတ်လ24ရက်နေ့ကနေစတင်ပြီးတော့လွှတ်တော်မှာဆွေးနွေးနေပါတယ်။စီဝိုင်းအာမကောင်းတာနဲ့ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းတပ်စင်ကအစိုးရအဖွဲ့ပေါ်လွှမ်းမိုးမှုတွေနဲ့ပတ်သက်ပြီးတော့အတိုက်ခံတွေကဝေဖန်ထိုးနှက်နေကြပါတယ်။ဒါပေမဲ့လွှတ်တော်မှတ်တွေဟာအပြင်လူတွေကိုရည်ညွှန်းဆွေးနွေးမှုမလုပ်သင့်တာကြောင့်တပ်စင်နယ်မြေကိုတုံးဆွဲခြင်းမပြုဖို့လွှတ်တော်ဥက္ကဋ္ဌကညွှန်ကြားထားပါတယ်။အဲ့ဒီအစားမိသားစုဝင်လို့သာတုံးဆွဲပြောဆိုရမှာဖြစ်ပါတယ်။ စစ်တမ်းတွေရလက်ရှိထိုင်းအစိုးရအပေါ်မှာထောက်ခံမှုအားနည်းနေပေမဲ့ဖွေတိုင်းပါတီဥဆောင်တဲ့ညုံပေါင်းအစိုးရဟာခိုင်မြဲနေစေဖြစ်ပါတယ်လွှတ်တော်ထဲမှာလူများစု ထောက်ခံမှုစက်ရထားတာကြောင့်လာမဲ့ဗိုလ်သူနေ့အယုံကြည်မရှိအစိုးမဲခွဲတဲ့အခါကြရင်လဲအတည်ပြုနိုင်ခြင်းနည်းပါးနေပါတယ်အသက်38နှစ်အရွယ်အာရှအသက်အငယ်ဆုံးနိုင်ငံခေါင်းဆောင်ဖဲထောင်တန်းဟာဖခင်ဖြစ်သူဝန်ကြီးချုပ်အောင်တတ်စင်စီကနေလမ်းညွန်ချက်ခံယူပြီးတော့လုတ်ကင်နေတယ်လို့ အတိုက်ခံပြည်သူပါတီကဆွဆွဲထားပါတယ်။တပ်စင်ဟာအကျိုးစီးပွားပဋိပက္ခနဲ့အာဏာအလွဲသုံးဆောင်မှုဆွဲချက်တွေနဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။လွန်ငင်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့ပေမဲ့အစိုးရယာတုနေရရယူခွင့်ပိတ်ကန့်ထားရပါတယ်။တပ်စင်ဟာလွန်ငင်းနဲ့ပြန်လွတ်လာပြီးမှလောင်းစားကိုတရားဝင်ခွင့်ပြုဖို့ခရစ်တိုငွေကြေးကိုတရားဝင်သတ်မှတ်ဖို့ပြည်သူတွေကိုဘတ်တသောင်းစီဝေဖေးဖို့အပါအဝင်အစိုးရမူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဖွင့်ဝင်လင်းလင်းနဲ့မကြာခဏပြောကြားလို့ရှိပါတယ်။ အသက်85နှစ်ရှိဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်းပြောသမျှဟာလဲအစိုးရကအကောင့်ထဲပုံမဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်ဝေဖန်တာတွေပုံမကျဲလောင်လာခဲ့တာဖြစ်ပါတယ်။ဖဲ့တော်နန်းကတော့သူ့အစိုးရအဖွဲ့ပေါ်ဘသူဩဇာလွှမ်းမိုးမှုမှမရှိပဲဖခင်ဖြစ်သူဟာအကြံဉာဏ်ပေးတာပဲရှိတယ်လို့တုံ့ပြန်ထားပါတယ်။ထိုင်းဟာအရှိတောင်အရှာမှာဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့မနစ်က2.5000ခန့်လုံးသာတိုးတက်ခဲ့တာကြောင့်အင်းကြီးချင်းပြိုင်ပွဲတွေနဲ့ရှင်နေပါနေပြီးတော့အစိုးရရဲ့စီးပွားရေးမူဝါဒတွေပေါ် ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ဒီအယုံကြည်မရှိအစိုးဟာအောင်မြင်နိုင်ခြင်းမရှိတော့နဲပေမဲ့အတိုက်ခံတွေဘက်ကဖဲတောင်ထမ်းရဲ့ခေါင်းဆောင်မှုတရားမဝင်တာကိုထောက်ပြဖို့အတုံးချတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်ခင်ဗျာ။တောင်ကိုရီးယားဝန်ကြီးချုပ်ဟန်ဒက်ဆိုကိုယာယီသမ္မတဖြစ်ပြန်လည်ခန့်အပ်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကမတ်လ24ရက်နေ့မှာဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့နှစ်ကဆေးဥချုပ်ရေးကြီးညာခဲ့မှုကြောင့်လွှတ်တော်ကဆွဆွဲဖြုတ်ချခဲ့တဲ့သမရရုံးစုရောနေရာမှာဝန်ကြီးချုပ်ကယာယီသမရတာဝန်ယူခဲ့တာဖြစ်ပါတယ်။ဟန်ဟာယာယီသမရနေရာမှာနှစ်ပတ်တောင်မခံမဲနဲ့ဒီဇင်ဘာလ29ရက်နေ့မှာဆွဆွဲပြစ်တင်ပြီးတော့ယာရုကဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာတရားသူကြီး3ဦးထပ်မံခံထားဖို့ကိစ္စကိုညင်းပယ်တာကြောင့်အတိုက်ခံတွေလွှမ်းမိုးထားတဲ့လွှတ်တော်နဲ့ပြည်ထောင်တာတက်ခဲ့တာဖြစ်ပါတယ်။ခုံရုံးတရားသူကြီး10ဦးမှာ9ဦးက လွှတ်တော်ရဲ့ဆွဆွဲဖြုတ်ချမှုကိုပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခုနှစ်ဦးထဲကမှငါးဦးဟာဟန်ပေါ်ဆွဆွဲပြစ်တင်မှုအစိုးတင်သွင်းမှုဟာတရားဝင်ပေမဲ့ဟာဟာအခြေခံဥပဒေကိုမချိုးဖောက်ခဲ့သလိုစေုပ်ချုပ်ရေးကြေညာမှုနိုင်ငံတော်ပုံကံမှုတွေနဲ့ပတ်သက်တဲ့ဥပဒေတွေလည်းမချိုးဖောက်ခဲ့တဲ့အတွက်ဆွဆွဲပြစ်တင်ဖြုတ်ချဖို့အကြောင်းမခိုင်လုံဘူးလို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နောက်နှစ်ဦးကတော့ဆွဆွဲပြစ်တင်ကလေးကလွှတ်တော်မှာအမှတ်၃ပုံ၂ပုံက အတီးပြုတ်တာမျိုးမဟုတ်တဲ့အတွက်တရားမဝင်ဘူးလို့ဆုံးဖြတ်တာဖြစ်ပါတယ်။ကြံတရားသူကြီးတူးသေးကသာဟန်ကိုဆွဆွဲဖြုတ်ချဖို့အတီးပြုတ်ခဲ့ပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့ဟန်ဟာ conservative နဲ့ liberal သမရ5ဦးလက်အောက်မှာခေါင်းဆောင်မှုယာဓုအမျိုးမျိုးအနည်း30ကျော်ထမ်းဆောင်ခဲ့တဲ့ဝါရင်ပုတ်ကူဖြစ်ပါတယ်။ပါတီနိုင်ငံရဲ့အကွဲပြဲကြီးမားတဲ့နိုင်ငံမှာဟန်ဟာပါတီလိုင်းကိုကြော်လွန်တဲ့ရှားပါအစိုးရအရာရှိဖြစ်အတိမတ်အပြုတ်ခံရသူလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဟန်ဟာ ရွှေစိုရောစေုပ်ချိုကြီးကျင်ညာတဲ့အချိန်မှာဟန်တားဖို့အတွက်ထိတိရရောက်မဆောင်ရွက်ခဲ့ဘူးလို့အတိုက်ခံတွေကဆွဆွဲထားပါတယ်။ရွန်ရောဟန်မှာဆွဆွဲဖြုတ်ချခံထားရတဲ့အချိန်မှာဗန်ဒိုင်းဝင်ကြီးချွိုင်ဆန်မော့ကယာယီသမရတာဝန်ယူထားတာဖြစ်ပါတယ်ခင်ဗျာ။ကနေဒါဝင်ကြီးရုပ်သစ်မတ်ကာနီကလာမယ့်ဧပြီလ28ရက်နေ့မှာဂျားပြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာလိုက်ပါတယ်။ ကျောတော့ကိုဖြိုခွဲပြီးတော့အမေရိကပိုင်းလှုပ်လို့တဲ့ဒေါ်နယ်ထရန့်ရဲ့ချင်းကြောက်မှုကိုရင်ဆိုင်ဖို့အတွက်အားကောင်းတဲ့လှုပ်ပိုင်ခွင့်အာဏာမျိုးလိုအပ်တယ်လို့လဲကာနေကမတ်လ23ရက်နေ့ရွေးကောက်ပွဲကြီးညာချိန်မှာပြောကြားခဲ့ပါတယ်။ထရန့်ကကနေဒါအပေါ်စီးကျက်ခွန်တွေချမှတ်ခဲ့တဲ့အပြင်အမေရိကန်ရဲ့52ဘီလီယံမြောက်အဖြစ်တင်သွင်းမယ်လို့ချင်းကြောက်ထားပါတယ်။ပုံမှန်အားဖြင့်အော်တိုဘာလ20ရက်နေ့မှာမှရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ဒါပေမဲ့အာဏာရ Liberal Party ပေါ်လူလူထောက်ခံမှုကြာစင်းနေရာကနေ ဇန်နဝါရီနောက်ပိုင်းတုံတို့ပြန်တက်လာခြင်းကိုအယမိအသုံးချပြီးတော့ရွက်ောက်ပွဲစောခေါ်တာဖြစ်ပါတယ်။မလ14ရက်နေ့ကမှဝန်ကြီးချုပ်ဖြစ်ကြမ်းကြိမ်ခဲ့တဲ့ကာနီကထရန့်နဲ့လက်တွဲလုံနိုင်တယ်လို့လေးစားတယ်လို့လည်းပြောထားခဲ့ပါတယ်။ဒါပေမဲ့ရွက်ောက်ပွဲကျင်းပမဲ့အချိန်မှာတော့ပိုတင်းပါတဲ့ရည်ရည်ချက်ကိုကျင်ညာခဲ့တာဖြစ်ပါတယ်။သမရထရန့်ရဲ့မှမျှတတဲ့ကုံသွယ်ရေးအေးအယူဆောင်ရွက်ချက်တွေအချုပ်ချာအာဏာပိုင်မှုပေါ်ချိန်ချောက်မှုတွေကြောင့်ကျုပ်တို့ဘဝတက်တန်းတစ်လျှောက်အကြီးကျယ်ဆုံးအကျက်တဲနဲ့ရင်ဆိုင်နေရပါတယ်လို့ ကာနေကသတင်းနောက်တွေကိုပြောခဲ့ပါတယ်။ကာနေဟာရွေးကောက်ပွဲကျင်းပဖို့အတွက်နိုင်ငံအုပ်ဆောင်ဖြစ်တဲ့ချားစ်ဘရင်ရဲ့ကိုယ်စားလှယ်ကနေဒါဘရင်ငံချုပ်စီကနေခွင့်ပြုချက်ရရှိပြီးမှအခုလိုပြောခဲ့တာဖြစ်ပါတယ်။ကျုပ်တို့ရဲ့တုံ့ပြန်မှုကအားကောင်းတဲ့စီးပွားရေးတည်ဆောက်ပြီးတော့ကနေဒါကိုပိုလုံခြုံအောင်လုပ်ဖို့ပါ။သမရထရန့်ကကနေဒါဟာတကယ့်နိုင်ငံမဟုတ်ဘူးလို့ပြောထားပါတယ်။သူကကျုပ်တို့ကိုဖြိုခွဲပြီးတော့အမေရိကပိုင်လှုပ်ချင်တာပါ။ဒီလိုအဖြစ်ခံလို့တော့မရပါဘူးလို့ကာနေကပြောကြားခဲ့ပါတယ်။ ထရန့်ဟာကနေဒါကုံစီအချို့ပေါ်စီးချက်ကို25ရာခိုင်နှုန်းကောက်တာကိုမတ်လ6ရက်နေ့မှာတလဆိုင်းငံ့လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတမ်မနီနဲ့အလူမီနီယံတင်သွင်းမှုတွေပေါ်စီးချက်ကိုချမှတ်ခဲ့တယ်လို့ဧပြီလ2ရက်နေ့ကျရင်ကနေဒါ note ထွက်ပစ္စည်းနဲ့တက်တော့ထွက်ပစ္စည်းတွေအပါအဝင်နောက်ထပ်ကုံစီတွေပေါ်မှာလက်တုံပြန်စီးချက်ခွန်ထက်ကောက်မယ်လို့ပါသတိပေးထားပါတယ်ခင်ဗျာ။ အီတလီနိုင်ငံရောမမြို့မှာရှိတဲ့ဂျန်မယ်လီဆေးရုံကနေဆင်းလာခဲ့ပြီးတဲ့နောက်ပုံရိုင်းမကြီးဖရန်စစ်ဟာအ ਨੇ စုံ2လလောက်အနားယူဖို့လိုအပ်တယ်လို့ဆရာဝန်တွေကအတည်ပြုပါတယ်တတ်တော်88နှစ်ရှိပြီဖြစ်တဲ့ပုံရိုင်းမကြီးဟာမိုင်လာ23ရက်နေ့ကစူတောင်းပေးသူတွေကိုအခန်းပတင်းပေါက်ကနေကောင်းကြီးပေးခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲဆေးရုံကဆင်းဝင်ရခဲ့ပါတယ် ဖေဖော်ဝါရီလ14ရက်နေ့မှာဆေးရုံစတက်ခဲ့ရတဲ့ပုံရံမင်းကြီးဟာအဆုတ်နှစ်ဖက်စလုံးနမိုနီယာအဆုတ်ရောင်ယောဂါခံစားခဲ့ရပြီးတော့ငါးဘက်တာကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ကုသပေးခဲ့တဲ့ဒေါက်တာဆာဂျီယိုအယ်ဖီရာရီကတော့ပုံရံမင်းကြီးဟာအသက်အန္တရာယ်ရှိပြီးတော့အလွန်အရေးကြီးတဲ့အခြေအနေနဲ့နှစ်ခါကြုံခဲ့ရတယ်လို့ပြန်ပြောပြပါတယ်။ပုံရံမင်းကြီးဟာအလုံးစုံပျောက်ကင်းသွားတာမျိုးမဟုတ်သေးပေမဲ့လည်းနမိုနီယာတော့မရှိတော့ဘူးလို့သိရပါတယ်။မကြခင်မှာအလုပ်တွေပြန်လုပ်နိုင်လိမ့်မယ်လို့လည်းဆရာဝန်တွေကပြောကြားထားပါတယ်။ အကူလာအစောပိုင်းတုန်းကပုံရိုင်းမင်းကြီးမရှိတဲ့လျောက်သူ့အတန်အသွင်းထားတဲ့ဟောကြားမှုကိုသာစိတ်မိတာရင်းပြင်းမှာဖွင့်ပြခဲ့ရပါတယ်။ပုံရိုင်းမင်းကြီးဟာအသက်ရှူရခတ်နေတဲ့ပုံစံမျိုးနဲ့ကက်သလစ်ဘာသာဝင်ရဲ့ဆူတောင်းပေးမှုများစွာအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။2013ခုနှစ်ကစလို့ပုံရိုင်းမင်းကြီးဖရန်စစ်ဟာကက်သလစ်အသင်းတော်ရဲ့အုပ်ဆောင်တာဝန်ကိုထမ်းရွက်လာခဲ့တာဆက်နှစ်နှစ်ရှိပြီဖြစ်ပါတယ်။အသက်21နှစ်အရွယ်မှာအဆုတ်စိတ်ပိုင်းချို့ဖယ်ရှားခဲ့ရတာကြောင့် အခုလိုမျိုးယောဂဘုဝင်လာတဲ့အခြေအနေအပေါ်ဝင်ကျမ်းမာရေးပြဿနာမျိုးစုံနဲ့ကာလရှည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာတူဂီသမရရီဆက်ထားတဲ့အာဒိုဂန်ရဲ့အဓိကပြိုင်ဘက်ဖြစ်သူကိုဖမ်းဆီးထောင်ချပြီးတော့အဂတိလိုက်စားမှုနဲ့ဆွဲချက်တင်ခဲ့တာကြောင့်နိုင်ငံတလွားမှာဆယ်စုနှစ်တခုကျော်အတွင်းအကြီးမားဆုံးဆန္ဒပြပွဲကြီးတွေဖြစ်ပွားနေပါတယ် နိုင်ငံအကြီးဆုံးမြို့အစ္စတန်ဘူရဲ့မြို့တော်ဝင်အီကရန်အီမာမိုဂလူဟာအတိုက်ခံ Republican ပြည်သူ့ပါတီ CHP ရဲ့2028သမ္မတရွေးကောက်ပွဲဝင်သမ္မတလောင်းဖြစ်မတ်လ23ရက်နေ့မှာရွေးချယ်ခံမှုတေချာနေသူဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဗုဒ္ဓနေ့မှာပဲအီမာမိုဂလူကိုထိမ့်သိမ်းလိုက်ပြီးတော့တင်းကနေနေမှာတော့ဆွဲချက်တင်ယမန်ယူပြီးတော့ထောင်ထဲထည့်လိုက်တာဖြစ်ပါတယ်။ဆွဆွဲမှုတွေဟာနိုင်ငံရေးကလှုပ်ကြံမှုသာဖြစ်ပြီးတော့ ဘရောမှာဥညွတ်မှာမဟုတ်ဘူးလို့ယမန်ချုပ်ရက်ယူပြီးတော့ထောင်ထဲမထည့်ခင်အီမာမိုဂလူကလူမှုကွန် X မှာရေးသားခဲ့ပါတယ်စတင်ထိမ့်သိမ်းခံရကတဲ့ကအစ္စတန်ဘူမြို့တော်ခန်းမရှိမှာလူအုပ်ကြီးဟာညာတိုင်းဆန္ဒပြခဲ့ကြပြီးတော့လုံနှင်းရဲတွေကလည်းမျက်ရည်ဘုံတွေရေအမြောက်တွေနဲ့နှိမ်နှင်းခဲ့ကြပါတယ်ဇနီးတဲ့ဒီလက်ကာယာကလူတို့ကိုမင်းငုံပြောခဲ့ပြီးတော့သူခင်မွန်ရင်ဆိုင်နေရတဲ့မတရားမှုဟာအပြစ်မရှိပဲခံစားရတဲ့သူတိုင်းနဲ့ထက်တူကြရလို့ပြောကြခဲ့ပါတယ် တူရကီရဲ့စီရင်စု62ခုနဲ့အနည်းဆုံး55ခုမှာဆန္ဒပြပွဲတွေဖြစ်ပွားနေတယ်လို့ AFP သတင်းဌာနကတွက်ချက်ဖော်ပြပါရတယ်။အစ္စတန်ဘူမြို့တော်ဝင်အီမာမိုဂလူပါဝင် နိုင်ငံရေးသမားဂျာနယ်လင်းနဲ့စီးပွားရေးလုပ်ငန်းရှင်တရားကြော်ကိုစုံစမ်းစစ်ဆေးပြီးတော့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အီမာမိုဂလူကိုဂျာဆူရဲ့အဖွဲ့အစည်းတွေထူထောင်စီမံမှုလက်ယူမှုချင်းချောက်ဝင်ကြီးမှုကိုရဲအချက်လက်တွေတရားမဝင်မှတ်တမ်းတင်မှုတင်တာမတမာမှုတွေနဲ့စွဲချက်တင်ထားတာဖြစ်ပါတယ်။ မြို့တော်ဝင်ယာဒုကပါဆိုင်းငံ့လိုက်တယ်လို့လဲပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တူရကီအခြေခံဥပဒေအရသမရဟာဘွဲရဖို့လိုတာကြောင့်အီမာမိုဂလူကိုမဖမ်းခင်တရက်လိုကတည်းကသူ့ဘွဲလက်မှတ်ကိုအစ္စတန်ဘူတက္ကသိုလ်ကရုပ်သိမ်းခဲ့ပါသေးတယ်။လက်ရှိသမရအာဒုကန်ဟာဝန်ကြီးချုပ်အနေနဲ့ရောသမရအနေနဲ့ပါတူရကီနိုင်ငံကိုအုပ်ချုပ်လာတာ22နှစ်ရှိပြီဖြစ်ပါတယ်ခင်ဗျာ။ ်မာဆက်ဝန်ဆောင်မှုလုပ်ငန်းတန့်ရှင်းစေဖို့နဲ့အဆင့်မြင့်အောင်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလှုပ်ဆောင်နေတယ်လို့ဘန်ကောက်ပို့သတင်းစာကဖော်ပြပါတယ်။ကျန်းမာရေးဝန်ကြီးရဲ့အကြံပေးပုဂ္ဂိုလ် Cosit Suvanijit က Wellness Spa ရဲ့အပါအဝင်မာဆက်လုပ်ငန်းတိုးတက်လာတာကိုမိမောင်းထိုးပြခဲ့ပြီးတော့အရေးချင်းပြည့်မီတဲ့ထိုင်းမာဆက်အနှိပ်ပညာသည်9000လောက်လိုအပ်နေတယ်လို့ထောက်ပြခဲ့ပါတယ်။စံနှုန်းမညီတာမသိတော်တာတွေလောက်တာကြောင့်ဒီအတမွေးဝမ်းကြောင်းရဲ့ပုံရိပ်ကိုထိခိုက်စေပြီးတော့ထိုင်းမာဆက်ကို ပြည်ထစာအိမ်နေနဲ့မကြာခဏဆက်ဆက်မိစေတဲ့အချက်ကိုပူပန်မိတယ်လို့ဆိုပါတယ်။နော်ထိုင်းလို့ခေါ်တဲ့ထိုင်းမာဆက်အစ်စ်နဲ့စံချိန်မမီတဲ့ဝန်ဆောင်မှုတွေကြာရှင်းရှင်းလင်းလင်းကွဲပြားအောင်လုပ်ဖို့လိုတယ်လို့လည်းကျမ်းမာရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်ကပြောပါတယ်။ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ကြီး UNESCO ကနော်ထိုင်းပညာရပ်ကို Drummet ယဉ်ကျေးမှုအမွေအနှစ်ဖြစ်2019ခရဲကတည်ဝင်အသိမှတ်ပြုထားတာဖြစ်ပါတယ်။ဒါကြောင့် North Thai လို့တုံးတဲ့လုပ်ငန်းတွေဟာ ်တတ်မှတ်ဆန်နှုံးနဲ့ကိုက်ညီဖို့လိုတယ်လို့လဲကော့စစ်ကပြောပါတယ်။ဝန်ကြီးဌာနဟာကျွမ်းကျင်ပြည်တွင်းမာဆက်အနှိပ်ပညာတဲ့ project ကိုအကောင့်ထဲပေါ်နေလို့လည်းသိရပါတယ်။ဒါ့ပြင်တင်ယူမှု나이ဘောမူတည်ပြီးတော့အခြေခံကနေကျွမ်းကျင်ပညာရှင်ထိအဆင့်ခွဲခြားတတ်မှတ်သွားမှာဖြစ်တယ်လို့လည်းကြေညာထားပါတယ်ခင်ဗျာ။ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ Disney ရဲ့ Snow White ရုပ်ရှင်ဇာတ်ကားတဲ့ဟာနောက်အမေရိကရဲ့ယုံတင်ဝင်ဝေဆင်းမှာထိတ်ဆုံးနေရာကနေရာယူထားပါဗျ ဘာတော်မှာပထမဆုံးယုံတင်တဲ့တပတ်တာအတွင်းမှာဒေါ်လာ88.3တန်ရရှိခဲ့လို့ခန့်မှန်းထားပါတယ်။အဲ့ဒီပမာဏရဲ့ထက်ဝက်နီးပါးကိုမြောက်အမေရိကမှာရရှိခဲ့တာကြောင့်ဒေါ်လာတန်း290ကျော်အကုန်ကျခံရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားကြီးအတွက်မှန်းချက်နဲ့နှမ်းထွက်မကိုက်သေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။1938ခုနှစ်ကထွက်ရှိခဲ့တဲ့ animation ဇာတ်ကားကိုလူသရုပ်ဆောင်နေနဲ့ live action ဖြစ်စမ်းသစ်ရိုက်ကူးထားတဲ့ရုပ်ရှင်ဟာအငင်းပွားဝယ်ရဖြစ်ရမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ ကိုလံဘီယာຫນွယ်ဘွားရေချယ်ဇက်ကလာကိုအဓိကဇက်ကောင်ဖြစ်ရွေးချယ်တာကနေလူပူလေးတွေနေရာမှာ CGI တုံးတဲ့ကိစ္စအထိအငင်းကုန်ဖြစ်ခဲ့ကြပါတယ်။စနိုးဝိုက်နေရာကတရုတ်ဆောင်တဲ့ဇက်ကလာရဲ့ပါလက်စတိုင်းဘက်ကရက်တီတဲ့အမှတ်ချက်တွေနဲ့မိတွေးဖြစ်သူနေရာကတရုတ်ဆောင်ထားတဲ့အစ္စရေးမင်းသမီးဂါလ်ဂဒော့ရဲ့မိမိနိုင်ငံကသာထောက်ခံကြောင်းပြောဆိုချက်တွေကလည်းခရက်ထစီခဲ့ပါတယ်။စနိုးဝိုက်ရုပ်ရှင်ဟာတရုတ်ပြည်မာကြီးရဲ့ဝင်ငွေအများဆုံး၅ကားစင်းထဲမှာပါဝင်ခြင်းမရှိသလို့ လူရည်တက်သမ4ဘီလီယံအောင်ရှိတဲ့ဒီနိုင်ငံမှာလက်တော့ဒေါ်လာတသန်းအောင်မရသေးပါဘူး။ဖြော်ပြေးလုပ်ငန်းဆိုင်ရာအကြံပေးဖြစ်သူ Patrick Frieder ကတော့အငင်းပွားမှုများစွာဟာရုပ်ရှင်ရဲ့ဆွဲဆောင်နိုင်စွမ်းကိုညှော်နှဲသွားစေရလို့တန်ရရှိကြောင်းမှတ်ချက်ပေးထားပါဗျ။ရုပ်ရှင်သုံးသက်ချက်တွေစုစည်းပေးတဲ့ Rotten Tomatoes website မှာတော့ Snow White ရုပ်ရှင်ဟာဝေဖန်သုံးသက်သူတွေအဆင့်သတ်မှတ်ချက်အရ54ရာခိုင်နှုန်းသာရရှိခဲ့ပြီးတော့ပေးသက်ရဲ့တုံ့ပြန်မှုဖြစ်တဲ့ ဖော့ကွန်မီတာမှာတော့83ရာခိုင်နှုန်းရရှိထားပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စမ်းခင်နေပါ